ြန်မာနေဦးခရိုနီကယ်ဧပြီလ26မြင်ကွင်းလာရှိုးပြန်လွှဲပေးရတာနဲ့ပတ်သက်ပြီးကိုကန့်လက်နက်ကင်အဖွဲ့ရဲ့ပထမဆုံးထုတ်ဖော်ပြောဆိုငလင်တန်းအပြက်စီးတွေနဲ့နေထိုင်နေကြရတဲ့အခြေအနေလာရှိုးမြို့ကနေစုတ်ခွာခဲ့ရတာနဲ့ပတ်သက်လို့နိုင်ငံရေးဖိအားတွေကြောင်းဆိုပြီးကိုကန့်လက်နက်ကင်အဖွဲ့ကပထမဆုံးအကြိမ်ဖြစ်လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ် နိုင်ငံရေးစစ်ရေးအနေနဲ့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မဟုတ်ပဲလာရှိုးမြို့စေယုံကြီးကနေကျမ်းမိုင်ဝန်ထမ်းတွေနဲ့ကျမ်းမိုင်ဆိုင်ရာပစ္စည်းတွေကိုစုတ်ခွာစင်ရွှေ့ပြောင်းခဲ့ရတာနဲ့ပတ်သက်တဲ့အကြောင်းရင်းလာရှိုးမြို့ကိုထိန်းချုပ်တဲ့ကာလမှာကုဒပေးခဲ့တဲ့လူနာအရေးအတွက်စတဲ့ကိန်းကနားတွေ ပါဝင်တဲ့ထုတ်ပြန်ချက်မှာအခုလိုနိုင်ငံရေးဖိအားပေးမှုတွေကြောင့်စုတ်ခွာရတယ်လို့ဖော်ပြပါရှိတာဖြစ်ပါတယ်။ ်နိုင်ငံရေးဖိအားပေးမှုတွေဆိုရမှာတရုတ်နိုင်ငံကိုရည်မြွှန်းလိုတဲ့သဘောဖြစ်ပါတယ်။လာရှိုးမြို့ကစုတ်ခွာစဉ်ဆေးရုံသုံးပျက်စီးတွေအများပြားတည်ယူသွားတဲ့အပေါ်မြို့ခံတွေရဲ့ဝေဖန်မှုတွေကိုလည်းအခုထုတ်ပြန်ချက်ထဲမှာဖြည့်ရှင်းထားပြီးလိုအပ်တဲ့ဆက်ပျက်စီးနဲ့ဆေးဝါး20ရာနှုန်းလောက်သာတည်ဆောင်သွားတယ်လို့ရှင်းလင်းရေးသားထားတယ်လို့ဆိုပါတယ်။ မြန်မာနှင့်ဩဂတ်လ3ရက်နေ့မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ပါဝင် လာရှိုးမြို့တမျိုးလုံးကိုတည်ယူနိုင်ခဲ့တဲ့ကိုကန်လက်နက်ကင်အဖွဲ့ MNDAA အနေနဲ့ရှစ်လကျော်ကြာလာရှိုးမြို့ကိုထိန်းချုပ်ထားပြီးနောက်ပြီးခဲ့တဲ့သတင်းပတ်အပယ်လ22ရက်နေ့ကိုနောက်ဆုံးထားပြီးစစ်ကောင်စီလက်ထဲကိုပြန်လည်လွှဲအပ်ခဲ့တာဖြစ်ပါတယ်။အခုလိုပြန်လည်လွှဲအပ်မှုဟာ 2021ခုနှစ်ပြည်တွင်းစစ်ပွဲတွေဖြစ်ပွားလာပြီးနောက်ပိုင်းတ300ခုစစ်စင်ရေးကာလနောက်ပိုင်းပြန်လည်တိုက်ခိုက်သိမ်းပိုက်တဲ့နီလန်းနဲ့မဟုတ်ပဲဆွေးနွေးမှုဖိအားပေးမှုသဘောတူညီမှုတွေနဲ့ပြန်လည်လွှဲအပ်ပေးရတဲ့ပထမဆုံးသောမျိုးနဲ့စစ်စခန်းလည်းဖြစ်ပါတယ်။လာရှုမြို့သိမ်းတိုက်ပွဲအတွင်းနှစ်ဖက်လက်နက်ကင် မီရွှေ့မီမြတေဆုံးကြသလဲဆိုတာတိကျတဲ့စီးရင်ကောက်ယူမှုတွေမရှိတာကြောင့်မသိရှိနိုင်ပေမဲ့လာရှုံမြို့မှာနေထိုင်တဲ့အရက်သားတရားကျော်မြို့သိမ်းတိုက်ပွဲတွင်တေဆုံးခဲ့ကြရပြီးယာနဲ့ချီလဲထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ 1320စင်ရေးတွေအတွင်းမြို့ပေါင်းဒါဇင်နဲ့ချီတင်းယူခဲ့ကြတာဖြစ်ပေမဲ့အခြားမြို့တွေထက်လာရှုံးမြို့ကပိုပြီးပြရုပ်တပွဲဖြစ်တယ်လို့ကုံသွဲရေးစစ်ရေးနှစ်ခုလုံးအတွက်အရေးပါတဲ့နေရာမှာတည်ရှိတဲ့မြို့တစ်မြို့လည်းဖြစ်တာကြောင့်အခုလိုလာရှုံးမြို့ကနေပြန်လည်ဆုတ်ခွာပေးလိုက်ရတဲ့ဖြစ်က တင်းတုံရနှစ်ခွန်စစ်စင်ရေးရဲ့နိုင်ငံရေးစစ်ရေးရည်ရွယ်ချက်တွေကိုမေခွန်ထုတ်เสียလဲဖြစ်လာစေပါတယ် လာရှုမြုပ်သိမ်းတိုက်ပွဲနဲ့အခြားသောရှမ်းမြောက်တစ်သုံးရနှစ်ကိုစစ်စင်ရေးတွေမှာပါဝင်ခဲ့တဲ့ပူပေါင်းတက်လို့ခေါ်တဲ့ကိုကန်လက်နက်ကင်တပ်ဖွဲ့မဟုတ်တဲ့အခြားနယ်မြေဒေသတွေကလာရောက်ပါဝင်တိုက်ခိုက်ကြတဲ့တက်ဖွဲ့တက်ရင်တွေအနေနဲ့လဲနောက်နောက်မှာကိုကန်လက်နက်ကင်တပ်နဲ့ဖြစ်စေအခြားတိုင်းသားလက်နက်ကင်တပ်နဲ့ဖြစ်စေပူပေါင်းတိုက်ခိုက်မှုမလုပ်ခင်ရည်ရွယ်ချက်နဲ့အကျိုးသက်ရောက်မှုတွေကိုရှင်းရှင်းလင်းလင်းပြောဆိုထားဖို့သင်ခန်းစာတရေလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ် တတုံရနှစ်ခွန်စစ်စင်ရဲ့တွင်ကူးကန်လက်နက်ကင်အဖွဲနဲ့အတူပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြတဲ့လက်နက်ကင်တပ်တွေအနေနဲ့နိုင်ငံရေးရည်ရွယ်ချက်ထက်လက်နက်ခဲရန်ရရှိဖို့အတွက်တက်တက်ရည်ရွယ်ခဲ့ကြတာမျိုးဆိုရင်တော့အခုလိုလာရှုံမြုပ်ကိုပြန်လွှဲပြောင်းပေးတာ ြက်စနာမဟုတ်ပေမဲ့နယူတွန်လှိုင်းရဲ့စိတ်ပိုင်းတရက်အနေနဲ့ရည်ရွယ်ပြီးပူပေါင်းတိုက်ခိုက်ပေးခဲ့တာမျိုးဆိုခဲ့ရင်အခုလို MNDAA အနေနဲ့စစ်ကောင်စီနဲ့အပြစ်ရက်ပြီးလာရှိုးမြို့ကိုပြန်လွှဲပေးလိုက်ခြင်းဟာကြီးမားတဲ့သင်ခန်းစာတစ်ခုအဖြစ်ယူဆစရာဖြစ်ပါれအနာဂတ်ကာလမှာစစ်အာဏာရှင်ကိုတိုက်ခိုက်နေကြတဲ့ဒိုင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့အခြားသော PDF တွေကြားစစ်ရေးမဟာမိတ်တို့မဟုတ် ပူပေါင်းစစ်စင်ရေးတွေမှာအသေးစိတ်ဆွေးနွေးသဘောတူညီမှုရယူစရာတွေရှိလာနိုင်မှာဖြစ်ပါတယ်။ဒီနှစ်အတွက်နောက်ထပ်သတင်းအကြောင်းအရာတစ်ခုကတော့စကိုင်းဒေတာကိုဗဟုပြုတ်တဲ့ငလျင်ကြီးကြောင့်လူဦးရေ6သိန်းကျော်ငလျင်ဘေးကျုံတွေ့ခဲ့ကြရမှာမိမိတို့နေအိမ်တွေမှာပဲပြန်နေထိုင်နေသူ၄သိန်းကျော်ရှိတယ်ဆိုတဲ့အချက်လည်းဖြစ်ပါတယ်။ တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန DMC ကထုတ်ပြန်ရမှာကေဆေးရေးစခန်းတွေမှာနေထိုင်သူက9000ခန့်သာရှိပြီးမိမိတို့အစီအစဉ်နဲ့နေထိုင်သူ3000ခွဲကျော်ရှိတယ်လို့ဆိုပါတယ်ငလင်ပေးကြရောက်ပြီးတလအကြာမှာအခုလိုခင်းကနားတွေထွက်ပေါ်လာတာဖြစ်ပြီးဒီအချက်လက်တွေကိုကြည့်ရင်အပြက်စည်းတွေဖဲရှားရင်းနဲ့အနည်းရှိတဲ့နေအိမ်တွေမှာနေထိုင်ချင်းမပြုတ်ပဲလုံခြုံစိတ်ချရတဲ့အမိုးကာ ြန်လည်ဆောက်လုပ်နိုင်ရေးကစိန်ခေါ်မှုတွေအများပြားရှိနေတဲ့အချက်ကိုပေါ်လွန်စေပါတယ်။ပျက်စီးသွားတဲ့မြို့တွေနဲ့မလင်းမြို့လိုကုန်သွယ်မှုအချက်ချာကြတဲ့မြို့စီးပွားရေးလုပ်ငန်းကိန်းကအထိုက်လျှောက်ကောင်းတဲ့မြို့တမျိုးသားရှိပြီးကြံတဲ့မြို့တွေအနေနဲ့ပြန်လည်ထူထောင်ရေးမှာ အခက်အခဲများစွာနဲ့ရင်ဆိုင်ကြရမယ့်အနေအထားဖြစ်ပါတယ်။စီပွားရေးကောင်းတယ်ဆိုတဲ့မလင်းမြုံမှာပင်လင်းလက်ရှိဝင်ငွေကောင်းတဲ့အလုတ်ကင်မရှိဘဲစုဆောင်းထားတဲ့ငွေချင်းနဲ့လောက်မှအောင်သုံးဆွဲပြီ အချိန်မပြတ်အောင်နေထိုင်နေကြရသူတွေလည်းအများပြားရှိတာတွေ့ရမှာဖြစ်ပါတယ်။မန္တလေးမြို့စကိုင်းမြို့တို့မှာလက်တလောအပျက်စီးတွေဖယ်ရှားရင်းဖြုတ်ချရှင်းလင်းရေးတွေမလုံနိုင်သေးတဲ့နေအိမ်တွေအများပြားရှိနေတယ်လို့သတင်းဖော်ပြမှုတွေလူမှုကွန်ရက်မီဒီယာတွေမှာရေးသားချက်တွေရသိရပါတယ်။နေအိမ်ဖြိုချရှင်းလင်းရေးကိုမန္တလေးမြို့စီပင်သားယာကကူညီဆောင်ရွက်ပေးနေတယ်လို့ဆိုပင်ဆိုငှအမှန်တကယ်လိုအပ်ချက်နဲ့အကူအညီပေးနိုင်တဲ့ပမာဏက အစများစွာပွာချနေပြီးငွေကြေးတက်နိုင်သူတွေကတော့တင်းညာကနန်းရှိတဲ့ငွေကြေးအကုန်ချခံသုံးဆွဲနိုင်ကြပေမဲ့မတက်နိုင်ကြသူတွေလည်းအများပြားရှိနေတာဖြစ်ပါတယ်။ဝင်ထားအင်ယာတိုက်တွင်အလုံးပေါင်းရာချီထိခိုက်ပျက်စီးခဲ့တဲ့နေပြည်တော်လူမျိုးမှပင်လဲစစ်ကောင်စီအနေနဲ့ဝင်ထားအင်ယာတွေကိုပြန်လည်တိစောက်ဖို့လှုံ့ဆော်နိုင်ခြင်းမရှိသေးတာတွေ့ရမှာဖြစ်ပါတယ်။ စီးပွားရေးဒီလောက်မကောင်းတဲ့မြို့တွေဖြစ်တဲ့စကိုင်းကြောက်ဆယ်ပြင်မနာရမဲသိန်းအင်းလေးကျော်ဝဲတို့လိုမြို့တွေကငလင်တန်ခံရတဲ့နေအိမ်တွေအဆောက်အဦတွေဖို့ပြန်လည်ထူထောင်နိုင်ရေးကကြီးမားတဲ့ခက်ခဲတွေရှိနေလိမ့်မှာအသေးချာပင်ဖြစ်ပါတယ် မန္လေးမြို့နယ်ပတ်သက်ပြီးအချို့ကလည်း1984ခုနှစ်မန္လေးမြို့နေရအများပြားမီးလောင်ပျက်စီးရပြီးနောက်မြို့ရဲ့ငကူမူလနေထိုင်သူတွေနေအိမ်မြေတွေရောင်းချကပြောင်းရွှေ့သွားကြကမြို့ခံမဟုတ်တဲ့သူတွေဝဲယူအခြေချနေထိုင်လာကြတဲ့လူမှုရေးအရတက်ရောက်မှုမျိုးဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့လဲမှန်းဆမှုတွေရှိနေတာဖြစ်ပါတယ်ရှင်။